စမ်းနဲ့နင်းပြုံးတာရောက်ပါကြတော့လိုက်မမိဘူးခွာတိတ်လာလုံးနဲ့ကောင်းပါလိမ့်ရသူနှစ်ယောက်ကိုလေကျွန်တော်ရုပ်ရှင်ရိုက်နေလို့ခံစားနေရခုအဲကျွန်တော်ဟာလိုက်ဖက်မှုရမို့လीကျွန်တော်ဒီဇက်ပို့ဆိုရတဲ့အနေအခုကကျွန်တော်ရုပ်ရှင်ရိုက်လို့ပဲခံစားနေရကိုအရင်ချစ်တယ်မင်းမဖြစ်မနေရောက်အောင်တော့မရမယ်တန်းငယ်ကခုမင်းကိုမဖြစ်ဖြစ်တဲ့နေရောက်အောင်လာခဲ့ပါဆိုတဲ့ပုံနဲ့မျိုးဆိုတော့အဲ့မှာကျွန်တော်က အစီတော်ဝတ်ပြီးဆုတ်ဆုတ်ပြပြပဲကျွန်တော်လည်းဘာလက်ဆောင်မှလည်းမပြီးနိုင်ဒါပေမဲ့ကိုယ်တင်ငယ်ယူမပြီးနိုင်တော့ကိုကကိုကိုအားငယ်တာအားငယ်ကြောင့်မလာတာကျမမင်္ဂလာအကြီးလက်ဆောင်ပေးခြင်းလားဒါပေမဲ့ကျွန်တော်သူ့ကိုသချင်းပဲလက်ဆောင်ပေးနိုင်တယ်လေဘုရားသချင်းတို့ပတ်ဆိုခဲ့တယ်တော်ဝင်မင်းသမီးလေးချင်းဆိုတာသူ့အတွက်ကျွန်တော်ရေးပေးထားတာပါနော်လောပါရဲ့မင်းရဲ့ ခေါ်ရောက်ခွဲရမယ်မင်းကိုဆောင်းဆောင်းမှာသိချရတဲ့ကောင်းမလေးရအဲဟုတ်ဟုတ်ကျွန်တော်ကအမှန်တကယ်ပြောတော့ကျောတငယ်ချင်းကိုကျွန်တော်လက်ဆောင်လို့အများကြီးပါမပေးနိုင်ဘူးလीတော့ကျွန်တော်အခုချိန်မှာတော့စီးပွားရေးလေးအစမပြေးတဲ့ခါကြတော့လीအဲဒီချိန်မှာအခုကျွန်တော်ကဟိုမသိအောင်ဆောင်ရဲ့ဗျာကျွန်တော်ဝမ်းစာ PDF ဖြစ်တယ်သူတို့မင်္ဂလာပွဲလေးကိုချီပျော်နေရတယ်ဒါပေမဲ့ကျွန်တော်ကသူကဖုန်းဆက်တယ်အဲကြောင့်ဖုန်းနံပါတ်အစ်ကိုသူက မဆက်ဘဲနဲ့အဟောင်းတော့ဆက်လိုက်တော့အဲ့မှာသူ့မန်နေဂျာကျွန်တော်ဒီဖုန်းနံပါတ်တက်ကိုတီးတာလေအဲ့မှာငွေချင်းနဲ့မျိုးငါဆက်ရလို့ပဲဆိုရတယ်သူကသူ့မန်နေဂျာကိုထုံးမင်းကျော်ကကိုထုံးမင်းကျော်ဒီမှာပွဲမှာမရှိဘူးကိုထုံးမင်းကျော်ကတော့ကောင်းမွန်ရန်နဲ့တန်းငယ်ကအခုပွဲတက်တော့မှအခုမြန်လာခဲ့ပါတယ်အမြန်ဆုံးလာခဲ့ပါဆိုတော့ဟိုကျွန်တော်လည်းအချင်းပဲပါဟိုကိုကိုကိုလည်းလက်ဆောင်တွေအများကြီးမပေးနိုင်တဲ့ခါကျတော့လေကိုသူငယ်ချင်းတော့ကိုဟိုမင်္ဂလာယူနေရလေကျောင်းမင်္ဂလာအကြီးလက်ဆောင်ပေးခြင်းလားအဲကျွန်တော်သူ့ကိုတချင်းပဲလက်ဆောင်ပေးနိုင်တယ်လေဟိုကျွန်တော်တချင်းတစ်ဖို့အတွက်ဆိုခဲ့တယ် တော်ဝင်မင်းသမီးလေးချင်းဆိုတာသူတို့ကျွန်တော်ရေးပေးထားတာပါနော်အဲ့တော့ဘာပြောပါဟိုဟိုဒီမင်္ဂလာပွဲလေးကလည်းအရင်ချစ်စရာကောင်းတယ်ပြောဟိုညလုံးကလည်းကျွန်တော်ကအတူတူရိုက်ခဲ့တယ်ဆိုတော့လေဟိုရုပ်ရှင်တွေကရုပ်ရှင်ရိုက်နေလို့ပဲနော်ရုပ်ရှင်ရိုက်နေလို့ပဲကျွန်တော်ကတ်လို့ခံစားရတယ်ပေါ့နော်အရင်ပျော်တယ်ကျားဆယ်ဟိုပီရီယာဖြစ်တော့ဘောကျွန်တော်အခုကချင်းဆိုပြီးလဲအစီဘာမှအစီအစဉ်မရှိဘူးအစီအစဉ်မရှိဘဲနဲ့ဗျာကျွန်တော်အခုအခုကျွန်တော်လာနိုင်ွယ်တွေ့မှရှိရေကျွန်တော်ကမလာတော့ဆိုတာဒီလိုကျွန်တော်ဝတ်စားအောင်ကြည့်ပါဗျာကျွန်တော်စုပ်ပြရနေ ဟိုပြောချင်တဲ့အဲဟိုရှိတာဝေလာမဟုတ်လို့ရှိရဝေလာမှရတာမလား तू ကခေါ်နေပြီဆိုတော့ကျွန်တော်ကကိုတင်ငယ်ချင်းအတွက်ကိုကိုဝင်းနေတဲ့ဆောင်ဟိုဘွားတွေပါမင်္ဂလာလက်ဆောင်မပေးနိုင်တာမင်္ဂလာယူရဲဆိုမင်္ဂလာလက်ဆောင်အချီးပေးနေတာဘာလို့ကိုကျေးဇူးရှင်နေဖြစ်လဲဗျာကျွန်တော်ရှိမှပြောခဲ့သားလို့အဲဒါပေမဲ့ကျွန်တော်ကဟိုကိုတင်ငယ်ယူမပေးနိုင်တော့ကိုကကိုကိုအားငယ်တာအားငယ်ကြောင့်မလာတာဒါပေမဲ့ကျွန်တော်ဘယ်ပွဲမှမတက်ဘူးကျွန်တော်ဒါပေမဲ့ဟိုဝမ်းသာတယ်ပီတီဖြစ်နေအားငါတင်ငယ်ဒါပေမဲ့သူ့အတွက်ဆိုကျွန်တော်အမြဲတမ်းရှိနေမှာ ဟိုသူပြောလို့ပဲเนาะကျွန်တော်ပြောချင်တာဒါပေမဲ့ तू อ่ะကျွန်တော်ကိုမရဘူးဗျ तू ရအောင်ကျွန်တော်သူ့ရဲ့ manager ကိုထုံးမင်းကြွားလဲကျွန်တော် recording လေးကျွန်တော်လည်းတင်တာကျွန်တော်ကောင်းကျွန်တော်တင်ပြမယ်မြန်မာစံနဲ့နင်းပြုံးတာရပါကြောတော့ live မမီဘူးခွာတိတ်လာလုံးနဲ့ကောင်းပါလိမ့်ရာလာပါတဲ့မင်းရဲ့ပြုံးလေးရောင်းကောင်းမှုရမ်းတဲ့ ูกูอกูก็ประมาณแล้วซอกูกูทุ้งจออกูอ่ะกูอ่ะไอ้เปียงนี่รู้แหละกูไม่ลาผิดรู้แหละเมนไม่ผิดไม่นี่ย่างออกตัวมายามตางเงียกูเมียกูไม่ผิดผิดนี่ย่างออกลาเกบาสู่แล้วปู่ไหนมูซอไอ้มาเจนเราอ่ะชีดาวุบิซุบๆไปๆเว้ยเจนเราเลยบาเล็ดส่องมาเลยไม่ปีนะだแม้จอตะชิ้นเล็ดส่องนี่ตะปูปีแกตอวนเมนตะมีลีจอว่าอินเทอร์วิวนี่ผีแกตัวนั้นตอวนเมนตะมีลีไอ้ชิ้นเล็ดอ่ะအဲကျွန်တော်ကျွန်တော်အရင်ပီတီဖြစ်တယ်ကျွန်တော်ကတော့မလေးဟိုအကြီးလက်ဆောင်ကြီးပေးရတဲ့ဒီနေ့ဒီလိုဒါစီစဉ်ထားတာလွဲမှာနော် အစီအစဉ်မရှိဘဲနဲ့လူဖြည့်တဲ့သူကအရန်ပျော်တယ်အဲ့တော့ကြာမှပြီးတော့နော်ဟိုကလေးတွေအများကြီးဝေးပြီးတော့မိသားစုကိုတို့ရှောင်ထားနိုင်တဲ့နော်တငယ်ချင်းလေးဖြစ်ပါစေလို့ပဲဆုတောင်းပေးပါတယ်ကိုယ့်ကိုကျေးဇူးတင်ခြင်းရရှိပါတယ်အဲ့ဒါပါလေဆိုတော့ဘဝမှာအတဲမကွဲရတာ တယောက်တည်းကိုပဲချစ်ပြီးတော့တယောက်တည်းကိုပဲလက်ထပ်ချင်တယ်ဘယ်နည်းလေးအစနာဖြစ်စီပြီလို့ညောစိတ်ကြီးဆက်နေလို့ပဲဗျာဒီကဟိုကျွန်တော်လည်းလာတော့လာချင်ဗျာဒါပေမဲ့ကျွန်တော်မှလည်းဟိုဒီမှာလာရဘူးဆိုတာလူလိုဗျာဟိုလူမျိုးခန်းထားတဲ့ဘွယ်ကြီးတခုကဟိုဒီမှာကိုကိုကဟိုကိုတငယ်ရတငယ်ချင်းဗျာဒီကကိုကကိုခန်းထားတဲ့အချိန်မှာဆိုကောင်းတယ် ဒါကိုချောင်းဘလို့တခုခုလေတင်ငယ်ဘောမှာကြောက်တာကိုကိုတင်ငယ်တော့မဟုတ်ဘူးဗျာဒါပေမဲ့ငါတင်ငယ်ချင်းတို့ကငါဟိုမိတ်ဆွေကောင်းဆိုတာလိုအပ်တဲ့ချိန်မှာရှိရမှာကျွန်တော်တင်ငယ်ချင်းတို့ကျွန်တော်ကျွန်တော်ကျွန်တော်အသက်ရှင်နေသေးကျွန်တော်အရင်တော့ပြောဘူးပါလေကျွန်တော်အသက်ရှင်နေသေးကျွန်တော်တင်ငယ်ချင်းတို့ကျွန်တော်ရှိနေမှာဟာအဲ့တော့ဘာပြောပါဟိုအကုန်လုံးလည်းကျိုးနှစ်ယောက်ကိုလေကျွန်တော်ရုပ်ရှင်ရိုက်နေလို့ခံစားနေရအခုအဲ့ကျွန်တော်လောက်လိုက်ဖန်နေတယ်ဟာလိုက်ပတ်မှုရမို့လीကျွန်တော်ဒီဇက်ပို့ဆိုရတဲ့အတိုင်းဒီအခုကကျွန်တော်ရုပ်ရှင်ရိုက်သူပဲခံစားနေရ။ဘာလို့ဟို ကျွန်တော်အဲ့ကားစကားဆိုဟုတ်တယ်ဆိုပြီးသူတို့နှစ်ယောက်မင်္ဂလာဆောင်မင်းကျွန်တော်အဲ့အဲ့တော့ကျွန်တော်ပုံစံလေးကျွန်တော်အဲ့အဲ့အဲ့တော့ဥစားလေးကျွန်တော်တင်ပေးမယ်သေးလားဟုတ်တချို့ဆိုကျွန်တော်ငငယ်လုံးကကျွန်တော်ရိုက်ခဲ့တဲ့ပုံလေးကျွန်တော်ရွာမှာတော့ကျွန်တော်အဲ့လိုအဲ့လိုဓာတ်ပုံလေးအမှတ်တရလေးကျွန်တော်အမေကလူချင်းလို့တဲ့ဟင်းငွေနဲ့ပုံလေးလူချင်းလို့ဆိုအာကျွန်တော်လုတ်ပြတာရှိအဲ့ဒါလေးကျွန်တော်တင်ပေးမယ်သေးလားရုပ်ရှင်ရိုက်နေသလိုပဲဗျာအခုကဒါရုပ်ရှင်ရိုက်နေရပဲပုံစံမျိုးဖြစ်နေရသေးလားဟာတကယ်အပြင်းကတကယ်ကြီးဗျာနော်လောကကြီးကကြောက်စရာအာအဲ့တော့ဘာပြောပါစမ်းမကြပါစီနော်အားလုံးပြည်သူအေးချမ်းကြပါစီစမ်းမကြပါစီလို့ကျွန်တော် ဘောပါတယ်ခင်ဗျာဟုတ်ကုန်ကျင်ကျေဆုပြီးတော့ချစ်ချစ်ပုံရအေးပဲကျွန်တော်ကသူအဲ့လိုကျွန်တော်ကျွန်တော်သူ့အဲ့သူချစ်တော့ကျွန်တော်အဲ့လိုမချစ်ဘူးအဲ့လိုအဲ့လိုအဲ့လိုအဲကျွန်တော်ကအဲ့လိုမချစ်ဘူးလို့ထင်သွားတယ်ကျွန်တော်အခုဘာလို့ဆိုဟိုသူကျွန်တော်ကိုအရန်ချစ်တယ်ဆိုရင်သူကျွန်တော်မရအောင်ဆက်သွယ်လိမ့်မယ်ဆိုကျွန်တော်သိရလေအဲကျွန်တော်အဲ့ဒီဆိုမစင်ချာပဲကျွန်တော်ဘာမှမတုံကျွန်တော်အကုန်လုံးဟိုါလီအော့လုထားအကုန်လုံးမသိကြဆောင်လေနေမကောင်းဘူးပေါ့အမှန်တော့ဟိုကအားနာတာဗျာသိရမှာသိရမှာကိုမပြည့်စုံတဲ့ချိန်မှာကိုမလာချင်ဘူးနော် ဒါလည်းအဲကဲမထူးတော့ပါဆိုတော့ဆရာသွားမယ်လားလေဆိုတော့ကျွန်တော်တပည့်ကဟိုနေကျွန်တော်မှပတ်စံ၃တောင်းရှိရဲ့တာကွာသွားမယ်ကားစီတဲ့ပြီးတော့မုံရွာကျွန်တော်ရှင်းသွားဆိုတော့အဲမုံရွာဟိုဟာကျွန်တော်လန့်ခေါ်တဲ့ organizer တွေကလည်းအဲဟိုဘဘသိန်းတို့ကလည်းအမဘိုးသိန်းလှမ်းလို့ပြီးတယ်အခုဒီလေးရောက်တော့မှဆိုးကြီးတယ်လီဖုန်းနဲ့တွေ့တာဆိုးကြီးကိုကြီးဆိုးကြီးတယ်လီဖုန်းလေးကျွန်တော်ဆိုချင်တော့ပါလို့အဲဒါလေဒါဆိုတော့မင်းသမီးတစ်ချက်ကမဖြစ်မနေကိုဆိုလဲရတယ်နော်လောကကြီးနော်ဟိုကလင်နာကြမယ်အဲ့တော့ဘာပြောကျွန်တော်လေးဟို ော်ဝိတ္တိပြန်ချမယ်ကျော်အလုပ်တွေပြန်လုပ်မယ်ပြန်ကျူးစားမယ်ပဲဆေးပြန်ကျူးစားမယ်ကျော်ပါဘောကျွန်တော်ကပါဆိုတော့လောကကြီးမှာလေဟိုရှင်းပါအကုန်လုံးကိုလေဟိုပျော်စီခြင်းနဲ့ဗျာကြည့်ရမယ်ဟိုခုမိတ်ဆွေတွေကိုအခုလဲတာရှင်းပါခုမိတ်ဆွေတွေပြောဝမ်းသာတယ်ပျော်တယ်ဟဲ့အဲကျွန်တော်တန်းခေတော့ချစ်ချစ်ဆိုတာကျွန်တော်ဒါတည်းဒီနေ့ဒါဒီနေ့မှတိလို့ရတာကျွန်တော်ကျွန်တော် तू तू ချစ်တော့ကျွန်တော်မချစ်ဘူးဗျာဒါဒါကျွန်တော်ကျွန်တော်လည်းဒါအမှန်လည်းဝန်ခံပါတယ်။ तू ကျွန်တော်ချစ်တော့ကျွန်တော်သူ့ကိုမချစ်ခဲ့ဘူး။ဘာလို့လဲမို့လေ तू ကမင်းသားလေဗျာကျွန်တော်ကမို့လေ သူကကျွန်တော်ယေရှုရှင်ဆိုကျွန်တော်ယေရှုဆောက်ဖို့လည်းတည်ရဒါပေမဲ့သူကကျွန်တော်အဲ့လိုချစ်တာမှကျွန်တော်မသိခဲ့ဘူးဘာသာလေပြီးပြီဖြစ်တယ်ပျော်တယ်ရမ်းပျော်တယ် တော်မင်းသမီးလေးလည်းကင်လိုက်တယ်ပြီးတော့သွားတက်ဆုပ်လိုက်တာပြီးရင်ကြည့်ရပါတော့အားလုံးပြည်သူကြမ်းမှကြပါစေအကုန်လုံးပေါ့နော်ဟိုအကုန်လုံးချစ်တယ်ဗျာသိလားဟိုဟိုဘယ်သူပဲဖြစ်ပါနော်အားလုံးချစ်ချစ်ကြပါလို့ပဲပြောချင်ပါတယ်ချစ်ကြပါချစ်ကြပါချစ်ကြပါဟုတ်ကဲ့ပါ